မင်္ဂလာပါမစ္စတာနိုင်မဲမြန်မာမှကျိုးဆိုပါတယ်အလောင်းအပိုင်းတဲ့အဲ့ဒီနေကတကြံပြီးခါစနိဆန်နေရည် ထူးထူးချာချာတောင်ပေါ်မြို့လေးမှာမိုးကတဆိတ်ဆိတ်ရွာနေတာကျွန်တော်တရောက်တဲ့အခန်းထဲမှာတချင်နားထောင်ရင်ပက်လက်လဲနေတုန်းကျွန်တော်ရဲ့ Nokia ဖုန်းအဝါလေးကထပ်ညူလိုက်မြို့နယ်ရဲစခန်းမှုစီကဖုန်းညီလေးကူညီပါအောင်ကွာတောင်ယာကုန်းတွေဘက်မှာ အလောင်းတလောင်းပေါ်လာလို့ဆရာအောင်ကတော့နောက်ပြီးကျွန်တော်ကစာပလင်းနေမှမမဟုတ်တာမဟုတ်ဘူးငါကြီးအကူကြီးလိုတယ်အလောင်းကိုရင်ခွဲစစ်ဆေးရမှာအဲ့ဒါညီလေးတပ်ပုံလာရိုက်ပေးမှဖြစ်မယ်ဟာအဲ့ဒီလိုမျိုးတခါမှကျွန်တော်မရိုက်ဘူးမရိုက်ဘူးလဲလာရိုက်ပေးကွာအခုဟာက လူတမှုကဒီမြို့မှာမဖြစ်စဘူးအထူး case ဒါကြောင့်အလောင်းခွဲတာကိုတေချာဓာတ်ပုံရိုက်ပြီးပြည်နယ်ရုံးကိုရော CID ကိုပါမနဲ့ဖြံမနဲ့အရောက်သွားပို့ရမှာလောက်ပါညီလေးရာအလောင်းကရင်ခွဲရုံရောက်နေပြီမင်းလဲတည်င်းရတာပေါ့ကျွန်တော်ပြင်းပြင်းကြီးကြီးပဲအဲ့ရာကနေထလိုက်တယ် တီရှာနဲ့ဂျင်ပေါင်းဘီကိုကမန်ကဒန်လဲမိုးကထဖို့စပွဲပေါ်ကနီကွန်ကင်မရာကိုဆွဲပြီးဆိုက်ကယ်ပေါ်တက်မောင်းထွက်လာခဲ့လိုက်တယ်တကယ်တော့လေဒီမြို့လေးမှာကင်မရာရှိတာကကျွန်တော်တယောက်တည်းပဲရဲစခန်းမှာတော့ကင်မရာကောက်ကောင်းမရှိဘူးဒီတော့တခုခုဆိုရင်စခန်းမှုကကျွန်တော်ပဲလမ်းအပူကတော့တာ ကျွန်တော်ဘယ်ကညင်လို့မကောင်းတဲ့အချက်တွေကလည်းရှိနေတယ်တည်တဲ့အတိုင်းတည်တဲ့မှာဆိုတော့ရေစခန်းထဲကကင်းလို့မရဘူးတချို့တည်တဲ့တွေက သူတို့စီကမဖြစ်မနေอยู่ရတာကို နောက်တစ်ချက်ကတော့စခန်းမူဆိုတဲ့ပုံကဟာအမကြီးကောင်းလေးတွေရလာရင်ကျွန်တော်အိမ်ကို ပြေးပြေးလာတတ်လို့ပဲ။ ဒီမြို့မှာကအရင်မရှားပြင်မဲ့အမီရှားတယ်ငါရဲ့တစည်းမှုအตาငါကလည်းဇီနိကလွယ်ရှားတယ်စခန်းမှုအတွေ့ကတော့ရန်ဖန်ရန်ခဝက်ခိုးပေါ်တာတစ်သမားတွေအမဲလိုက်လို့ရလာတာတွေဝေစုရှိတာကို သူကလည်းအမီကောင်းရတာနဲ့ဟိုက်ကော်မရှင်ဝီစကီတလုံးအမြဲရှိတဲ့ကျွန်တော်စီကိုပြေးပြေးလာတာပဲကဲ ဒီလိုဆက်ဆံရေးတွေကြောင့်ပဲ လာရဒီကောဗျာခုနပြောသလိုမခင်တည်င်းဆိုပေမဲ့ရေပူလိုက်လို့တည်င်းပါလာရင်စောင်မူခ၄900တော့ထွက်လာကောင်းတာပေါ့ဈေးရုံကနည်းနည်းမြင့်တဲ့တောင်ကုန်းပေါ်မှာတောင်ကုန်းရဲ့အစွန်းရှုပ်ပြီးမှကရင်ခွဲရုံကျွန်တော်ရင်ခွဲရုံရှိရောက်တော့တတ်ကြကြီးစံထုံးက စကဲပေါ်မှာထိုင်ပြီးစီကရက်တောင်းနေတယ်။သုံးဘိုင်းဆိုင်ကဲတစည်းကရည်တွေဈေးချနေတယ်။အလောင်းတင်လာတာထင်ပါရဲ့။ကိုပိုင်စလာဗျာစခံမှုခုပဲဖုံးဆက်ထားတယ်ဗျ။အလောင်းကတော့အထဲမှာခွဲဖို့လုပ်နေပြီ။နေဈေးယုံလေးရဲ့ရင်ခွဲယုံဆိုပေမဲ့တရတန့်ရှင်းနေပါတယ်။အေးလေး ဒီမှာကလူသေးရင်တော့ကိုယ့်အိမ်ကိုပြန်တည်ကြတာပဲစေယုံတဲလူနာတော့ဆယ်ယောက်ပြည့်ရလားမသိကျွန်တော်ဝင်သွားတော့မြို့နယ်စေယုံကဆရာဝန်မလေးနဲ့သူ့ရဲ့လက်ထောက်ဆရာဝန်မလေးကကြောက်ခုန်ရဲ့မလန်းမကန်းမှာရနေတယ်ကြောက်ခုန်ပေါ်မှာမိန်းကလေးတယောက်ရဲ့အလောင်းအတက်က20ဝန်းကျင်ပေါ်ဘောကျဲတွေပါတဲ့အနေရောင်ကိုကြက်အင်းကြီးနဲ့ ရင်ပေါင်းပြီးအပြာရောင်ကြကြကိုဝတ်ထားတယ်။ကြောလေလောက်ရှိမဲ့သပင်မှာတွေးစည်းတွေရှင်ပွဲတွေနဲ့ခန္ဓာကိုယ်လေးကလည်းတတွယ်လဲလဲကြည်ကောင်းမဲ့ပုံပါ။ဒေါက်တာစခွဲလို့ရပါပြီ။ကိုစန်းထွန်းစကားအဆုံးမှာဆရာဝန်အမျိုးသမီးနှစ်ဦးကကျွန်တော်ကိုတစ်ချက်ကြည်လိုက်ပါတယ်။ကျမတို့ လှုပ်ထုံလုံနီအတိုင်းခွဲမယ်ဓာတ်ပုံမှတ်တမ်းတေချာယူထားပေးပါကဲကိုပါစကွာလေစာလှုပ်တော့စပြီအတဲ့ဝိညာဉ်ဂင်မဲ့နေတဲ့ကောင်မလေးဟာသူမရဲ့ပင်ကိုတဘာဝရောလူပြုံငယ်ရမှုအရာပါရှင်တန်စင်ကဆွဲဆောင်မှု ရှိမဲ့ပုံစံပါပဲတေရာကတော့ အနည်းဆုံး82နှစ်ကြီးကျော်ပါပြီ။ဒါပေမဲ့ယာဂျီဥတုကအီရာယောမိုးကလည်းတစိမ့်စိမ့်ဆိုတော့အလောင်းကအရန်မပြည့်သေးတာပဲတော်သေးတယ်။ဒေါက်တာမလီကအလောင်းသားကကြည့်ပြီးပြောလိုက်ပါတယ်။ကိုစန်းထွန်းကစာအုပ်ထဲလိုက်မှတ်နေလေရဲ့။ကျွန်တော်ကဓာတ်ပုံရိုက်ဖို့ရင်ခွဲယုံဝန်ထမ်းကအဖို့အစားတွေကိုချွတ်ပစ်လိုက်တယ်။ ဘောင်ဘီကအတော်လေးစက်နေလို့ဒါနဲ့ခွဲထုတ်တဲ့နေရခွဲထုတ်ရတယ်။ခုနဒေါက်တာပြောတယ်လို့ပါပဲ။ဒေတာရဲ့ရာဒီဥတုကြောင့်ပုံမပြည့်သေးတဲ့ကောင်မလေးရဲ့လေဝဲစွာတော့အရာတွေဟာ အစီအီပေါ်လာပါတော့တယ်။ကျွန်တော်ကရှကူရှက်ကန်ဖြစ်သွားပြီမဲ့ဆရာဝန်အမျိုးသမီးနှစ်ယောက်ကတော့အဝတ်အစားကဲမဲ့ထားတဲ့မိမ့်မပြူရဲ့ အလောင်းကိုတေးချကင်တွယ်ပြီးကြည်ပါတယ်ရင်သားတွေမိန်မအင်္ကာတွေကို စစ်စစ်ဆက်ဆက်ကြည်ပြီးကျွန်တော်ကိုဓာတ်ပုံရိုက်ခိုင်းပါတယ်ဆက်ရှင်နီးကြော်ကြော်ပဲရှုံးမယ်ထင်တယ်ဘော်ဒီပန်ရှင် ရှိပြီလားသူမိဘတွေခုနကပဲအတီးပြုတ်ပြီးပြန်သွားကြပါပြီလိုက်ကောလော်ပီတာပဲတတ်သေးကပါ သူ့အဖေကအရာခံဘူးတဲ့ပြောင်းနေတာတကြအကြနိကတဲ့ကလို့ပြောတယ်အင်းတနာစရာပဲကဲတပ်ပေါင်းစရာခုဘော်ဒီကိုဖွင့်တော့မယ်တေချာရိုက်ထားပါရင်ခွဲယုံ အလုတ်တမပါစကွာလေးဟာ သူ့အလုတ်ကိုစတင်ပါတယ်အဒီဒါကြောင့်အပေါ်ရန်မာတောက်နေခဲ့ပြီမယ်ရင်ခွဲလိုက်တဲ့အခါမှာ ထွက်လာတဲ့အနံ့ကအတော်လေးဆူဆူရရပါပဲဆရာဝန်အမျိုးသမီးနှယောက်တော်မှသူတို့ရဲ့နှာခေါင်းစည်းတွေပေါ်ကနေလက်ကိုအုပ်ထားလိုက်ကြပါတယ်ကိုဆန်းထွန်းကတော့အပြင်ကိုပြေးထွက်သွားပါပြီကျွန်တော်သာကင်မရာကြီးကိုင်းပြီးပါစကွာလေလှုပ်သည်မလိုက်ကြည့်နေမိပါတယ်အပေါ်ရအရေးပြအောက်က30နှစ်ကောထတာ ကောင်မလေးရဲ့နှကန်းတွေဟာခဟဟမျက်လုံးကတော့ပွင့်တဝဲပိတ်တဝဲကောင်မလေးရဲ့မျက်နှာဟာသူ့ရဲ့ဝိုးလေးစလေးခန္ဓာကိုယ်ကိုဓာတ်ပုံမရိုက်ဖို့အတနာခံနေတလူလူကျွန်တော်ခံစားလိုက်ရတယ်သူ့မျက်နှာရှိကအကြည့်ကိုကျွန်တော်လွယ်လိုက်တယ်သူ့ရင်ဘာကောက် ဟောင်းလောင်းအဆုတ်အသေးနလောဘိုင်ဦးတင်ခန်းစာထဲကလို့အကန့်အကန့်တွေနောက်တော့ပါစကွာလေကသာတတိလီနဲ့မျက်နှာဖုံချွတ်တလို့ခေါင်းခွန်အည်ပြားကိုဆွဲလန့်နေတယ်လာပါခဲ့ဖူးကောင်လာပါခဲ့မဲ့မင်းကလေးရဲ့ မျက်နှာကတတတ်ခေါင်းခုန်ကြီးကတတတ်ဦးခေါင်းခုန်ကတန်ရနှချက်ဒီအချက်ကခေါင်းခုန်ကြည့်ပြီးအုံနောက်ကိုတွားထိတာမျိုးအဲဒီတန်ရချောင်းတည်တာဓာတ်ပုံရိုက်တာတခြားလေးဆရာဝန်ကပြောလို့ကျွန်တော်မှရရပြန်ပါတယ်လက်ထောက်ဆရာဝန်ကအနာကပြီး တစုံတစ်ခုပြောလိုက်ပုံပါပဲဆရာဝန်ဟာကောင်မလေးရဲ့ရင်ခွဲထားတဲ့အောက်ပိုင်းကိုတေးချနိုင်ကြည့်ပါတော့တယ်ပြီးတော့သူတို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်ဓပ်ပုံဆရာလာဒီမှာဒါကိုရိုက်ချင်းရိုက်ထားဒါအရေးကြီးဆုံးပဲသူ့မှာကိုယ်ဝင်ရှိနေတယ်ညာတက်ထား ဇင်းုံအုပ်ကိုတွားခေါ်ချေကလေးကတော့တည်နေလောက်ပြီလက်ထောက်ဆရာဝန်ကအပြေးအလွှားထွက်သွားပါတယ်ကိုစန်းထုံးကိုလက်ကြည့်လိုက်တော့ဘယ်ရောက်သွားမှန်းမသိဘူးဒီလူနီးစရာအရက်ဆိုင်ကိုပြေးပြီးထင်ပါရဲ့ညနေကလည်းစောင်းပြီကိုတာဝန်ဝတ်တရားတွေဆိုတာရုပ်ရှင်ထဲမှာပဲကြည့်ကောင်းတာမဟုတ်လားကိုပါစကွာလည်း ရှင်ခဏဖေတော့ကျွန်မလအမှုအရင်ကြည်လန့်အောင်မယ်တတိတားကိုရှင်ရပ်ယူထားအောင်လားဆရာဝန်မျိုးသမီးဟာအတော်လေးစိတ်မတည့်မတာဖြစ်ပုံမျိုးနဲ့အလောင်းရဲ့အင်္ဂါစချက်ကိုတေးချဝင်တော့နေပြန်ပါတယ်ကျွန်တော်ကတော့ကင်မရာကိုခိုင်းပြီးကောင်မလေးရဲ့တကူလုံးနေရာအနှံ့ကိုစိတ်လူလဲရလိုက်ချိန်ရိုက်နေမိပါတယ်နာမည်ကအေဒီတာမျိုးပါ အတက်က19နှစ်စခန်းမူးနဲ့ဆေးရုံအုပ်ကြီးဝင်လာမှကျွန်တော်လည်းတတိဝင်လာပါတော့တယ်ညီလေးပြန်ပန်းနေပြီလားဟေးညီလေးတပ်ပုံရရတော့ပြန်ပန်းနေပြီလားလို့ပုံတွေပြပါအောင်ကျွန်တော်ကင်မရာကိုစခန်းမူးလက်ထဲထည့်ခဲ့ပြီးအပြင်ကို ထွက်လိုက်တယ်ငါ ဘာဖြစ်သွားတာလဲအပြင်မှာမောင်နေပါပြီရင်ခွဲယုံသေးတာမိချောင်းတွေထွန်းထားတာရေပုံရိုက်နေရတာရေကြောင့်ကျွန်တော်တတိမထားမိတာအေဒီတာမျိုးတဲ့အတက်ကိုဝါဝါရှူလိုက်ရေညီဆွဆွအနံ့ပဲမျက်လုံးတွေကို မိတ်ချကြည့်တယ်ကြောက်ခုံပေါ်ကကောင်မလေးရဲ့ပုံတံတန်ကပီပီတတကြီး ေးဒီတာမျိုးသူ့နာမည်ကိုပါဇက်ကယုံမိပြန်လေကိုနဲ့တခါမှမတီးဘူးမမြင်ဘူးတဲ့ဒီမိန်ကလေးရဲ့အပေါ်ရန်အရေးပြရင်သားအင်္ဂါစပါမကျန်အသွင်းကလေးစားတွေးကြော်ရိကအစကျွန်တော်ကအနီးကဓာတ်ပုံရယူပေးခဲ့ရတာအလောင်းကောင်ကို ဓာတ်ပုံရရတာစိတ်စုပ်နေရမှလေငါကဘာကိစ္စစိတ်လူလဲရဖြစ်သွားရတာလေငါငါကတာဘူးလားအလောင်းကောင်ကိုတနာယူမိနေတာလားအာမဟုတ်သေးပါဘူးတွေးတန့်ရဲရဲရင်ခွဲထားတာကြီးကိုငါကတမဲ့ဆရာလားကျွန်တော်ရှင်တွေတဒိတ်ဒိတ်ခုံလာတယ်စိတ်တွေကလည်းအာ ရှုပ်ထွေးလာတယ်။ကြောက်ခုပေါ်ကအတက်မရှိတော့တဲ့ကောင်မလေးကိုလည်းအာနာတလူလူဖြစ်လာတယ်။ညီလေးမင်းပြောတော့တခါမှမရိုက်ဘူးတာပြောတာပုံတွေကကောင်းသားကွာ။စကံမူကကင်မရာကိုထိုးပေးရင်ခပ်ပြပြုံပြောတယ်။ secret တလေးလဲကျွန်တော်စီကံပေးရင်ပေါ့။ငါညီပင်ပန်းသွားပြီ။မနေ့ဖြန်တော့ဝဲတာကောက်ကောင်းချက်လာမယ်ကွာ။ ခုတော့တေဆုံးရတဲ့အကြောင်းအရင်းဒံရလဲမင်းရိုက်ပြီးပြီဆိုတော့ပြန်နားချင်နားတော့လေမနေ့ပြန်မှပုံတွေကို စီဒီခုတ်ပေးပါလားကိုလိုက်ကောယူသွားပြီးဓာတ်ပုံတွေထုတ်လိုက်မယ်အပြင်မှာမိုးကတိတ်နေပါပြီ secret ကိုမင်းညိပြီးတော့စက်ကေပေါ်တဲ့ရင်ဆက်လိုလိုက်တယ်ဈေးရုံကုန်းပေါ်ကဆင်းတော့ secret မိဘွားတွေဟာကျွန်တော်မျက်နာစီဝင်တူအဝွင့်ချင်းအမောင်ချင်းမှာခါဟာဟာဖြစ်နေတဲ့အီဒီတာမျိုးရဲ့နှခမ်းတွေပြီးတော့ဝလစ်ဆလစ်ဒုက္ခန္တာကိုပြီးတော့အတွင်ကလီစာတွေအကြီးခွန်မဲ့နေတဲ့ကောင်းကြီး ပြီးတော့ညီဆွတ်ဆွတ်အနံ့ဆိုင်ကေကိုကျွန်တော်လီဘာအကုန်ဆွဲတင်မိတယ်